မင်္ဂလာပါခင်ဗျာဆာမောင်ပေါ်ထွန်းဘာသာပြန်နဲ့အများဆုံးတထေးဖြစ်နီးစာအုပ်အခန်း28စိတ်ကူးပောက်ကွဲရန်လိုအပ်သည်အခန်းကိုတင်ဆက်ပေးလိုက်ပါလေနိုင်ငံတနိုင်ငံ၌လူဦးရေအလွန်အမင်းရုတ်တရက်တိုးပွားလာခြင်းကိုလူဦးရေပောက်ကွဲခြင်းဟုခေါ်ကြသည်ထို့အတူကျွန်ုပ်ကလည်းလုပ်ငန်းတိုးတက်ပြုပြင်ရေးအတွက် စိတ်ကူးကောင်းများအလျင်မပြတ်ဖော်ထုတ်ခြင်းကိုစိတ်ကူးပေါက်ကွဲခြင်းဟူ၍ကင်မွန်တက်လို၏နိုင်ငံတနိုင်ငံစည်းပွားရေးတိုးတက်ရန်အတွက်စိတ်ကူးပေါက်ကွဲရန်မလွဲမသွေလိုအပ်သည်ထို့ကြောင့်မိษွေနှင့်တကွဤစာအုပ်ကိုဖတ်ရှုသူစာဖတ်ပရိသတ်ထောင်ပေါင်းများစွာတို့အား ကျွန်ုပ်ဤစိတ်ကူးပေါက်ကွဲရေးစီမံကိန်းတွင်စိတ်အားထက်သန်စွာပါဝင်ကြရန်ကျွန်ုပ်အလေးအနက်မေတ္တာရက်ခံလိုပါ၏ဤကိစ္စကိုနေရာတကာမှပြောကြပါအခွင့်အာတိုင်းပြောကြပါစာနယ်ဇင်းများတွင်အက်ဒီတာထံပေးစာများအဖြစ်၎င်းစာဖတ်သူအမည်အဖြစ်၎င်းရေးသားဖော်ပြကြပါဒုတိယကမ္ဘာစစ်ကြီးအတွင်းကအမေရိကန်နိုင်ငံတွင် စေကူပောက်ကွဲမှုကြီး ပေါ်ပေါက်ခဲ့၏သူတေသနာပညာရှင်များမှမဟုတ်သောအများပြည်သူတို့ကဆက်လက်နဲ့ပစ္စည်းများတိုးတက် ပြုပြင်ရေးအတွက်စိတ်ကူးကောင်းများဖော်ထုတ်ပေးခဲ့ကြသည် ထို့ကြောင့်နိုင်ငံအတွက်ဒေါ်လာငွေ9ဘီလီယံတက်တာမှုရရှိခဲ့၏ကာကွယ်ရေးဝန်ကြီးဌာနအယက်သားအမှုရမ်းများကစိတ်ကူးပေါင်း 69မျိုးအထိပေါ်ထုတ်ပေးနိုင်ခဲ့သောကြောင့်18လအတွင်းဒေါ်လာငွေပေါင်း43 9သိန်း9300အထိတက်တာခဲ့ရ၏အလားတူပင်ရေဒတ်ဌာနကွယ်တစ်ခုမှ အမှုရမ်းများကလည်းရက်တက်တက်နှစ်ပတ်အတွင်းတိုးတက်ပြုပြင်ရေးစိတ်ကူးပေါင်း900မြ ဖော်ထုတ်ပေးနိုင်ခဲ့၏သောသောယင်းတို့စိတ်ကူးပောက်ကွဲရန်အတွက်ကျွန်ုပ်တို့အနေဖြင့်စစ်ကြီးဖြစ်ပွားရန်မလိုအပ်ပါယခုအခါဤနိုင်ငံနှင့်တကွနိုင်ငံတိုင်းတွင်ကတ်ကြီးစိုက်နေသည် အထူးသဖြင့်အငတ်ဘေးဒုတ်ဘိတ်ကန္တရာကတ်ကြီးစိုက်နေသည်စစ်ဖြစ်၍တေဆုံးရသူထက်အစာငတ်၍တေသူကပို၍များ၏ ထို့ပြင်ကျွန်ုပ်တို့သည်ငွေကြေးအကျပ်ဒဲနှင့်လည်းရင်ဆိုင်နေရသည်ငွေကြေးဖောင်းပွားမှုပြဿနာ အတိုးကြီးမှုပြဿနာ ရွှေစည်းနှုံမြင့်ခြင်းပြဿနာငွေကြေးဖြန့်ဝေမှုပြဿနာစသည့်အခြားများစွာသော ပြဿနာပေါင်း16000နှင့်ရင်ဆိုင်နေရ၏ထို့ပြင်ကျွန်ုပ်တို့သည်ရာဇဝတ်မှုတိုးလာခြင်းပြဿနာ မွေးစေဝါတုံးဆွဲမှုပြတနာအကျင့်စာရိတ္တပြပြမှုပြတနာစသည်အချားများစွာသော ပြတနာများ နှင့်လဲရင်ဆိုင်နေရ၏ထို့ပြင်ကျွန်ုပ်တို့သည်အစိုးရဌာနများ၏အလေအလွင့်များမှုပြတနာအမှုရမ်းများ၏ဆွမ်းဆောင်ရည်ကြဆင်းမှု ပြတနာလက်စားမှုပြတနာလောင်စာစီ ပြတနာ တွင်းကုံပုတ်ကုံပြတနာကုံတွယ်ရေးလုံွယ်ပြမှုပြတနာစသည်တို့ဖြင့်လဲရင်ဆိုင်နေရ၏အခြားပြတနာတွေလည်းအများကြီး ရှိနေသေးသည်စရင်ချရေးလျင် ဆုံးနိုင်စရာပင်မရှိဤချက်သည်စိတ်ဝင်စားစရာကောင်း၏သို့တော်ဤနိုင်ငံနှင့်တကားတကဘာလုံး ပြတနာ မီးဝိုင်းနေသည်ကိုစရင်ပြုစုနေ၍အကျိုးမရှိနိုင်အကျိုးရှိနိုင်သောအလောက်က နိုင်ငံအကျိုးအတွက်တိုးတက်ပြုပြင်ရေးစိတ်ကူးများကို တွေးတောစိတ်ကူးရန်ရေးကူးမှတ်သားရန်နှင့် ဖော်ထုတ်ပြောဆိုရန်သာဖြစ်၏ကျွန်ုပ်တို့သည်ကပောက်ကချာတွေကိုအများကြီးလှုပ်ခဲ့ကြပြီ ယခုအချိန်ဒီတိုးတက်ပြုပြင်ရေးစိတ်ကူးများကို ဖော်ထုတ်ရန်အချိန်ကောင်းဖြစ်၏ ဤနိုင်ငံတွင်ယခုခါစိတ်ကူးပောက်ကွဲရန်မလွဲမသွေလိုအပ်နေ၏။ဘာကြောင့်စိတ်ကူးပောက်ကွဲရန်လိုအပ်သလဲ။အတူဆုံးဖြည့်ရလျင်တက်ရှင်ရည်တည်နိုင်ရန်ဖြစ်၏။ကျွန်ုပ်တို့သည်တိုးတက်ပြုပြင်ရေးတက်စိတ်ကူးများပေါ်ထုတ်ရေးတွင်စီလုံးမှုမရှိသော အတွေ့အကြုံမရှိသောပညာတတ်ဉာဏ်ကြီးရှင်များကိုသာနှစ်ပေါင်းများစွာ အားကိုးလာခဲ့ကြသည် တကယ်တော့ကိုယ့်လုပ်ကိုတကယ်ကျွမ်းကျင်သော လူပေါင်းများစွာထံမှသာလျှင်တကယ်လက်တွေ့ကြသောစကူကောင်းများကိုရနိုင်၏၎င်းတို့သည်လက်တွေ့အဖျင်ကုန်ပစ္စည်းများကို ထုတ်လုပ်နေကြသည်ဝန်ဆောင်မှုများကို ပေးနေကြသည် ကျွန်ုပ်တို့သည်စင်စွဲနန်းတော်ပေါ်မှဉာဏ်ကြီးရှင်များ၏လက်တွေ့အသုံးမဝင်သောကတ်ဆိုင်စည်းဝါးရေးသဘောတရားများကို ပယ်ထုတ်ပြရမည်။တိုင်းပြည်အတွက်အကျိုးမပြုသော အပျော်တမ်းစီးပွားရေးကစားခြင်းကိုပယ်ထုတ်ပြရမည်။ကျွန်ုပ်တို့သည်လူတဦးချင်းနှင့်တိုင်းပြည်လုံးတိုးတက်ရေးအတွက်လူတို့တရလုံးဤတိုးတက်ပြုပြင်ရေးစိတ်ကူးဖော်ထုတ်ခြင်းကို အားပေးရမည်။မဖြစ်ဖြစ်အောင်ဖော်ဆောင်ရမည်။ တွတ်တက်ပြုပြင်ရေးစိတ်ကူးကို ဖော်ထုတ်ပြီးကွန်ပျူစီများစက်ကရိယာများဝန်ဆောင်မှုများနှင့်နေသင့်များကိုတိုးတက်ပြုပြင်နိုင်မှသာလျှင် လူတိုင်းတိုးတက်ကြီးပွားနိုင်မည်နိုင်ငံတိုးတက်ကြီးပွားနိုင်မည်မိမိတို့၏နေစဉ်စားဝတ်နေရေးကိစ္စအတွက်မရှိမဖြစ်သည့်ကုန်ပစ္စည်းများဝန်ဆောင်မှုများနှင့် အခြားအရာဝတ္ထုအလုံးကို တိုးတက်ပြုပြင်နိုင်သည့် တိုးတက်ပြုပြင်ရေးစိတ်ကူးများကို ဖော်ထုတ်ကြရန်ပြည်သူလူထုတရားလုံးအားစာနယ်ဇင်းရေဒီယိုရုပ်တံစသည့်လူထုဆက်သွယ်ရေးနီလန်းများက စိတ်အားထက်သန်စွာမြောက်ပေးရမည်သို့မှသာလူတိုင်းတက်ကြွနိုးကြားလာပြီးအရာရာတိုင်းကို တိုးတက်ကောင်းမွန်လာအောင်လှုပ်ဆောင်နိုင်ကြလိမ့်မည်နိုင်ငံတိုင်းဒီစိတ်ကူးပောက်ကွဲရန်မလွဲမသွေလိုအပ်သည်တို့ဆိုရင် စိတ်ကူးပောက်ကွဲနိုင်ရန်ဘလိုလုံမြင်နီစီဝိုင်းလုပ်ငန်းမှန်သမျှ၌အမှုရန်အကြံပေးတစ်တာများထားရှိရမည်ရုံငန်းတိုင်းစက်ယုံတိုင်းစတိုးဆိုင်တိုင်းတွင် ပိုစတာများကပ်၍အမှုရန်အကြံဉာဏ်များကိုဖိတ်ခေါ်ရမည်ဌာနဆိုင်ရာစာဆောင်များလမ်းညွှန်များလက်ဆွဲစာအုပ်များတွင်လည်းအမှုရန်အကြံဉာဏ်ဖိတ်ခေါ်ချက်များရေးသားဖော်ပြရမည် အကျိုးပြုအကြံပေးချက်များအတိုင်းထိုက်တန်သောဆုလက်များချီးမြှင့်ရမည်စီးပွားရေးလုပ်ငန်းတိုင်းတွင်ယင်းဤအရွယ်အစားအလိုက်ဌာနတစ်ခုတည်တံ့ဖွင့်လှစ်၍ဖြစ်စေတာဝန်ခံတဦးတည်တံ့ခံထား၍ဖြစ်စေအမှုရမ်းများထံမှ အကြံဉာဏ်ရရှိရေးကိစ္စကို ဆောင်ရွက်ရမည်ကဘာကျော်ဗြိတိရှစီးပွားရေးပညာရှင်နှင့်စီမံအုပ်ချုပ်မှုပါရဂူကြီး ဟာဘတ်အန်ကက်ဆန်ကစွမ်းဆောင်ရည်ရှိသော စီးပွားရေးလုပ်ငန်းတစ်ခုတွင် စူးစီးညီညွတ်သော ပေါင်းတင်ဆက်ဆံမှု ရှိရမည်ဟု ရေးခဲ့မှုသည်သို့ဆိုလျှင်ယခုခေတ်မှာလိုအလုပ်ရှင်နှင့်အလုပ်သမားရံဘက်တွေပမာသဘောထားနေလျင် စူးစီးညီညွတ်သောပေါင်းတင်ဆက်ဆံမှုရှိနိုင်ပါဦးမည်လား စူးစီးညင်ညွတ်သောပေါင်းသင်းဆက်ဆံမှုမရှိလျင် စွမ်းဆောင်ရည်ရှိသော လုပ်ငန်းဌာနဖြစ်နိုင်ပါအောင်မီလားလုပ်ငန်းတိုးတက်ရေးအတွက်အလုပ်သမားနှင့်အလုပ်ရှင်ဆက်ဆံရေးအမှုရမ်းနှင့်အုပ်ချုပ်ရေးအဖွဲ့ဆက်ဆံရေးအလွန်အရေးကြီးသည်ယင်းသို့အမှုရမ်းနှင့်အုပ်ချုပ်ရေးအဖွဲ့ဆက်ဆံရေးကောင်းမွန်မှုရရှိရန်နီးလမ်းမှာလုပ်ငန်း တရလုံး၌အမှုရန်များပါဝင်လာအောင်ဆောင်ရွက်ခြင်းဖြစ်၏အမှုရန်များထံမှအကြံဉာဏ်ရရှိရေးအစီအစဉ်သည်လုပ်ငန်းတိုင်း၌အမှုရန်များပါဝင်လာရန်အကောင်းဆုံးနည်းလမ်းပင်ဖြစ်၏လုပ်ငန်းတိုးတက်ရေးအတွက် အကျိုးရှိသောအခြားနည်းလမ်းတရမှာစားသုံးသူများ၏သဘောထားဆန္ဒကိုတုတေသနပြုခြင်းသို့မဟုတ် စားသုံးသူများထံမှအကြံဉာဏ်တောင်းခံခြင်းဖြစ်သည်ယင်းတို့လျှင်စားသုံးသူ၏အကြံဉာဏ်နှင့်ဆန္ဒသဘောထားကိုသိရှိရခြင်းဖြင့်စားသုံးသူများမလိုချင်တာကိုမပေးပြစ်တော့ပဲလိုချင်တာကိုသာပေးပြစ်လာမည်ကုန်ပစ္စည်းဖြစ်စေဝန်ဆောင်မှုဖြစ်စေစားသုံးသူအကြိုက်ကိုပေးနိုင်မှသာလုပ်ငန်းတိုးတက်နိုင်၏လုပ်ငန်းတည်ရနိုင်၏ စားသုံးသူများသည်ကုန်ပစ္စည်းနှင့် ပတ်သက်၍ဖြစ်စေဝန်ဆောင်မှုနှင့်ပတ်သက်၍ဖြစ်စေမိမိတို့ဆန္ဒလျောက်အကြံဉာဏ်ပေးခြင်းမှ ပေးကြလိမ့်မည်သို့သောသက်ဆိုင်ရာ ကုမ္ပဏီမှအမှုရမ်းများကိုယ်တိုင်တွားရောက်မေးမြန်း၍ဖြစ်စေမေးခွန်းလွှာများဖြန့်ဝေ၍ဖြစ်စေ အကြံဉာဏ်တောင်းခံလျင်ကားကြည်ကြည်ဖြူဖြူပေးကြမည်သာဖြစ်၏အဓိကကတော့အမှုရမ်းများ၏ဆက်ဆံမှုနှင့်ချင်းကပ်မှုကောင်းမွန် မှန်ကန်မှုဒါအရေးကြီး၏ဤကိစ္စနှင့်ပတ်သက်၍လုံတဲ့သောအလုပ်တစ်ခုမှာစာနယ်ဇင်းများနှင့်စီးပွားရေးစာဆောင်များတွင် စာဖတ်ပရိသတ်ထံမှတိုးတက်ပြုပြင်ရေးစိတ်ကူးများဟုသောကဏ္ဍတစ်ခုတည်သံဖော်ပြရန်ဖြစ်သည်ဤကဏ္ဍသည်အရိဒါထံပေးစာကဏ္ဍနှင့်ယော စာဖတ်သူ၏အမြင်ကဏ္ဍနှင့်မှာလုံးဝမသက်ဆိုင်စေရာ ဖြစ်နိုင်ရင်အဆိုပါကဏ္ဍကို ရေဒီယိုနှင့်ရုပ်သံတို့ကပါ ထုတ်လွှင့်ပေးသင့်၏ထို့ပြင်စာတင်ကြောင်းများနှင့်တက်သူကောလိပ်များတွင်လည်းစိတ်ကူဖော်ထုတ်ရေးတင်နန်းကို အပတ်စဉ်ဖွင့်ပေးသင့်၏နောက်ဆုံးတနည်းကတော့ပြိုင်ပွဲ ပုံစံမျိုးပြုလုပ်ပေးခြင်းဖြစ်သည် ပြိုင်ပွဲ အမိကမတူကွဲပြားသောအရာဝတ္ထုတရားကို တိုးတက်ပြုပြင်ရန်စိတ်ကူဖော်ထုတ်ရေးပြိုင်ပွဲ အရာဝတ္ထုတရားကြီးများတော်ဟုထင်ကောင်းထင်ကြလိမ့်မည်တကယ်တော့တရားသည်မများပါတီထွင်ဉာဏ်ကောင်းလျင်တရားထက်မကအရာရာတိုင်းကိုပင်တိုးတက်ပြုပြင်နိုင်၏အခန်း73ပါအံ့ဘွယ်မေကွန်60တခုကို ပြန်ဖတ်ကြည့်ပါနမေကျော်စာရေးဆရာရှာဝူအန်ဒါဆန်ကပညာရေးဤ ဥတ်တုံရည်ရွယ်ချက်သည်စိတ်ခွန်အားဖွံ့ဖြိုးတိုးတက်ရေးဖြစ်သည် ဖြစ်သင့်သည်စိတ်သည် အလုံးလုံးသောအရာတစ်ခုဖြစ်သင့်၏ဟုဆိုခဲ့ဘူး၏တို့ဆိုရင်အရာဝတ္ထုများအားတိုးတက်ပြုပြင်ရေးအတွက်စိတ်ကူးများစဉ်းစားဖော်ထုတ်ခြင်းဖြင့်စိတ်ကိုအလုံးလုံးရန် လေ့ကျင့်ပေးခြင်းထက်ပို၍ကောင်းမွန်သောအခြားမြည်သည့်နိလန်းများရှိပါအောင်မည်နီး စိတ်ကိုလေ့ကျင့်ပေးရန်အကောင်းဆုံးနေရာတစ်ခုမှာအိမ်ပင်ဖြစ်၏ကလေးငယ်များအားငယ်ရွယ်စဉ်ကပင်စိတ်ကူးထုံနီးသင်ပေးသင့်သည်ဤနည်းသည်လူကြီးများအတွက်လည်းမရှိမဖြစ်လိုအပ်၏ဤနည်းဖြင့်စိတ်သည်အခြေအနေလိုက်အပြောင်းလဲကိုအလိုက်သင့်ခံယူတွေးခေါ်တတ်လာမည်ဖြစ်၏အသင်းအဖွဲ့အများစုစီးပွားရေးလုပ်ငန်းအများစုနှင့်လူအများစုသည် ရိုးရာဇွဲလေတင်တုံးယောဂါခံစားနေကြရသည်ဟုစိတ်ပညာရှင်များကပြောကြသည်သူတို့သည်ရိုးရာအတွေးခေါ်နှင့်အလေးအထများကြောင့်စိတ်ရောကိုယ်ရောလေဖြတ်ပြီးမလှုပ်နိုင်မရှားနိုင်ဖြစ်နေကြသည်သို့သော် WO ဒေါက်ကလပ်ပြောသည်လို့ကျွန်ုပ်တို့သည်အတုံးမဝင် ခင်မမီတော့သော ရှေးအယူအဆများကို ပြစ်ပယ်ပြီးခင်မီအတုံးဝင်သော အယူအဆများကိုမပြတ်ပြောင်းလဲလက်ခံခြင်းဖြင့်လုံယုံတည်မြဲမှုကို ရရှိနိုင်၏ကျွန်ုပ်တို့သည်ထာဝရရှင်ပြောင်းလဲနေမှုကို လက်ခံကာစိတ်ကူးသည့်များကို အမြဲတမ်းဖော်ထုတ်နေကြရသည်ယင်းသို့မဟုတ်လျှင်ကျွန်ုပ်တို့သည်တဖြည်းဖြည်းတိုးတက်ပြောင်းလဲခြင်း တဘာဝတန်ကိုမခံနိုင်၍မျိုးပြုတ်သွားသောတက်ရှိမျိုးနွယ်စုများဤကံကြမ္မာအတိုင်းပင်ခံစားကြရလိမ့်မည်တကယ်တော့လူဘဝတသက်တာအတွင်အပြောင်းလဲဒဏ်ကိုမခံနိုင်သောကြောင့်ပေါ်ပေါက်လာသောအကျိုးဆက်သည်တက်ရှိမျိုးနွယ်စုများပျောက်ွယ်သွားခြင်းမျိုးမဟုတ်ပါပျောက်ွယ်သွားခြင်းသည်ထို့ထက်ပို၍နေ괴သည်ပျောက်ွယ်သွားခြင်းသည် စက်တိုက်ဆုံးယုတ်သွားမှုဖြစ်စဉ်အတွင်း၌ဖြစ်ပေါ်၏မိတ်ဆွေအလုံးလုံးနေသောစီးပွားရေးလုပ်ငန်းကြီးလဲပျောက်ွယ်သွားနိုင်သည်မိတ်ဆွေဤအလုံးမိတ်ဆွေဤဝင်ငွေများလဲပျောက်ွယ်သွားနိုင်သည်မပျောက်ွယ်ဘဲတည်မြဲသောအရာမှာပြောင်းလဲမှုသာဖြစ်၏သို့ဆိုလျင်ပြောင်းလဲမှုကိုအကျိုးရှိအောင်မိတ်ဆွေဘလို့လုပ်မည်နည်း အောက်ပါ၃နည်းဖြင့်လုံနိုင်၏၁အရာရာတိုင်းမလွဲဧကံပြောင်းလဲခြင်းကိုလက်ခံပါ မျောလဲမျောလင့်ထားပါ၂ကို့အတွက်အကျိုးရှိအောင်အပြောင်းအလဲဤဥတီယာနှင့်ပြောင်းလဲပုံ ပြောင်းလဲနည်းကိုကြိုတင် တွက်ချက်ထားပါ၃အပြောင်းလဲကို ကို့အတွက်အကျိုးရှိအောင် အတုံးချတတ်ရန်လေလာစီမှုပါအပြောင်းလဲကိုကိုယ့်အတွက်အကျိုးရှိအောင်အတုံးချတတ်ရန်အပြောင်းလဲဤဥတီယာနှင့်ပြောင်းလဲဘုံကိုကြိုတင် တွက်ချက်ထားရမည်အဘဲကြောင့်ဆိုသော အပြောင်းလဲကလောလောဆယ်မပေါ်ပေါက်သည် ထို့ကြောင့်အပြောင်းလဲကိုကြိုတင်မြင်ရောင်ပြီးပြောင်းလဲလာလျင်ဘလို့လုံးမည်ဆိုသည်ကို စိတ်ကူးတဲ့တွင် ကြိုတင်ပုံစံချထားရမည်စိတ်ကူးရာတွင်လည်းရဲရဲဝင့်ဝင့်စိတ်ကူးပါအဘဲကြောင့်ဆိုသော ကြီးကျယ်သောသိပ္ပံပညာတိုးတက်မှုဟူသည်မြသည်စိတ်ကူးဉဏ်တတ္တိသည်မှပေါ်ပေါက်လာ၏ဟူ၍သိပ္ပံပညာရှင်ကြီးဂျွန်ဂျူဝီကဆိုခဲ့သောကြောင့်ဒီထို့ကြောင့်မဖြစ်နိုင်တာတွေကိုတတ္တိရှိရှင်းနှင့် စိတ်ကူးပါစိတ်ကူးဉဏ်ကွန်ရက်ကိုအဆုံးမရှိ ဖြန့်ကျက်နိုင်သမျှရဲဝင်စွာ ဖြန့်ကျက်ပါ မဖြစ်နိုင်ရင်ဤနေနမိတ်ကိုကြော်ပြီးအခြားတစ်ဖက်အထိစိတ်ကူးဉဏ်ကိုဆေလွတ်ပါအဘဲကြောင့်ဆိုသော ထိုမှာဘဲ၌အနာဂတ်ကာလတည်ရှိနေသောကြောင့်ဖြစ်၏ရှားဝေတွေးရှိမှုသည်ဟူသောယရနာတိုက်ကြီးသည် မိတ်ဆွေအားလက်ကမ်းကြိုဆိုရန်ထိုအနာဂတ်ကာလ၌အစဉ်နှင့် ဆောင်ဆိုင်လျက်ရှိနေ၏